စ်တပ်ဝင်လာဖို့လက်မခံဘူးဆိုပြီးတော့မှကျွန်တော်တို့အဲတန်မုံတီးပြီးတော့မှကျွန်တော်နှိမ့်ထုတ်နေကြတဲ့ဗီဒီယိုဖိုင်လဲတွတ်တွေ့ရတယ်ပေါ့နော်စစ်တပ်က DNA နေဆိုရင်ဘလူးကိုသိလေ1%ပါတဲ့လူတယောက်ကိုလည်းကျွန်တော်တို့ကဆွဲခေါ်ရမယ်2%ပါတဲ့လူတယောက်ကိုလည်းဆွဲခေါ်ရမယ်စကာမာစကာဆာရဲ့အဓိကအင်အားကကျွန်တော်တို့80ရာခိုင်နှုန်းကပါစတွေဖြစ်နေပါပြီ အလုံးမင်လာပါတော်လန့်ပြည်သူများအားလုံးဒါဒီနေ့က2025နိုဝင်ဘာ9ရက်နေ့ပေါ့နော်9ရက်နေ့ကျွန်တော်ထုံးစံတိုင်းတင်ဆက်နေကြထူးခြားသတင်းလေးတင်ဆက်ပေးသွားမှာပေါ့ဒါပေမဲ့ထူးခြားသတင်းမတင်ဆက်ခင်မှာကျွန်တော်မနေ့ကအဲဘာပြောခဲ့လဲဆိုတော့ကျွန်တော်ထောင်တိုင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အချင်းအချင်းတိုင်းနဲ့ပတ်သက်ပြီးတော့မှစစ်တပ်ကလူသားတိုင်းဖြစ် ပြန်ပြီးတော့အသုံးပြုလာနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်အဲအဲ့ဒါလေးကိုဇောင်းပေးပြီးပြောမိတယ်ပေါ့နော်ပြောမိရဆိုတော့လေဒါပြည်သူလက်တကယ်သိစေခြင်းနဲ့ ီးလို့ရှိရင်ကျွန်တော်တို့အချင်းဦးစီးကကောင်းတွေကိုလည်းကျွန်တော်တို့ပြစ်မှတ်အဖြစ်မိမထားဖို့လိုတယ်ဆိုတာကိုလည်းဟိုတည်တည်ချင်းတော့ကျွန်တော်သွေးနှွေးပေးတဲ့သဘောပေါ့နော် ပြန်ပြီးတော့နည်းနည်းလေးအဲတတိယအမှတ်ရလာစေအောင်လို့ကျွန်တော်အဲ့လိုမျိုးလေးပြောတဲ့အချိန်မှာ2006 2009လောက်ကအဲကျွန်တော်စစ်တပ်ရုံမှမှုကိုအဲကျွန်တော်ပြောခဲ့တယ်ဗောနော်ပြောတဲ့အချိန်မှာကွန်မန့်လေးတစ်ခုတွတ်တွေ့ရဗျအဲကွန်မန့်လေးကဘာမှန်းထားလဲဆိုတော့ तू ကမင်း2009လောက်ကတည်းကစစ်တပ်အကြောင်းကိုတိနေပြီးသား ဖြစ်ပြီးတော့မှဘာဖြစ်လို့အဲ့ချိန်မှာစစ်တပ်ကိုဘာလို့မစွန့်ခွာခဲ့တာလဲဆိုတော့ကျွန်တော်လည်းကျွန်တော်တို့လည်းစဉ်းစားကြရတော့ဖြစ်တယ်ပေါ့နော်ပြီးကျွန်တော်လည်းပြန်ပြောစရာတွေတွေ့လာဘာလို့လဲဆိုတော့2000ခုလုံးကရွှေအောင်ရေခင်းဖြစ်ခဲ့တယ်အဲကျွန်တော်တို့ဟိုပါပေါ့စစ်တပ်ကခေါ်ဆိုလို့ရှိရင်တော့ဘုံကြီးရေခင်းပေါ့ဘုံကြီးရေခင်းဖြစ်ခဲ့တယ်ဘုံကြီးရေခင်းတော့ဟောအဆုံးထိသွားကြလားပေါ့နော်မသွားဘဲနဲ့ဘာကြောင့် ပြန်ပြီးတော့မှတချို့တွေဆိုလို့ရှိရင်ဒါဂျပန်သတင်းတော့ဆိုလို့ရှိရင်စစ်တပ်ပြစ်ခတ်မှုကြောင့်တော့ဒါတည်ဆုံးခဲ့တာအဲ့ဒီမှာ ကျွန်တော်တို့ကစစ်တပ်ထဲမှာနေတဲ့အချိန်မှာဘာသတင်းရတယ်ဆိုတော့ဂျပန်သတင်းတော့တည်သွားတာကိုစစ်တပ်ကိုဆွဆွဲခံရတယ်လို့ကျွန်တော်ခံစားရတာမင်းတို့စစ်တပ်ကိုစစ်တပ်ကလုတ်ပါတယ်ဆိုပြီးတော့မှဒေါ်လိုင်းဘက်တော်သားတွေကဝိုင်းပြီးတော့မှပြောတယ်ပေါ့နော်ငါတို့စစ်တပ်ကလုတ်တာမဟုတ်မပစ်ဘူးလို့အဲကျွန်တော်ကလကာရဲ့နောက်ွယ်ပေါ့နော်ကလကာတစ်ဖက် တစ်ဖက်ခြားပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတော့အကျောင်းပွဲတစ်ခုကြည့်တဲ့ပုံစံနဲ့တွားကြည့်မယ်ဆိုလို့ရှိရင်ရှေ့မှာအကလကားရှေ့ကိုထွက်လာတာကချုံမောလှပနေပြီမလဲကလကားရဲ့ဟိုဘက်မှာသူဘယ်လိုတွေအဖီလင်းရတယ်ခြေတရတယ်ဆိုတော့ဟာတွေလည်းသူ့မှာရှိတယ်ပေါ့အဲ့တော့ကင်မရာရဲ့နောက်ွယ်ကိုဒီကင်မရာရဲ့နောက်ွယ်လေ sorry ဒီကလကားရဲ့နောက်ွယ်ကိုဝင်ကြည့်မှသာလျင်ကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတဲ့ဟာကိုတိရတာပေါ့နော်အဲ့တော့2000ကတည်းက ထွက်ခဲ့ပါလားဆိုတဲ့အချိန်မှာ2000ခုရှူအောင်အရေးခင်းမှာ CDN တွေကိုဖိတ်ခေါ်ခဲ့တာရှိလားပထမတစ်ချက်ပေါ့နော် CDN ဖိတ်ခေါ်ခဲ့တာရှိလားဒုတိယတစ်ချက်က online ကအဲ့ချိန်တော့ဒီ2021အရေးခင်းလောက်အထိ online ကပြန့်နှံ့မှုရှိလားပေါ့နော်အဲ့ချိန်တော့ထွက်လာရင်ရော CDN တယောက်ကိုဘယ်သူကဘက်ကပေးမှလဲဘက်ကဆိုတာ စာဝင့်နေရေးကိုပြောတာမဟုတ်ဘူးနော်ဘက်ကဆိုတာလာပြီးတော့မှဟိုဖြစ်တာတို့ကြိုးဆိုတာတို့ပြီးလို့ရှိရင်အကြံပေးတာတို့ဘလို့နေရာမှာနေထိုင်သင့်တယ်ဘာလို့ဒီပူပေါင်းပါဝင်လှုပ်ဆောင်သင့်တယ်ဆိုတဲ့ဟာဒီနေ့ဒီချိန်မှာလဲ backup ပဲပေးတာပါဟိုစာရေးတောက်ရေးတို့နေထိုင်ရေးတို့စီမံပေးတယ်ဆိုတာတော့မရှိဘူးပေါ့နော်အဲအဲ့လိုမျိုး backup ပေးတဲ့အဖွဲ့အစည်းအဲ့ချိန်တော့ရှိခဲ့လားပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောမလဲဆိုတော့အပင်တေးသေးလေး ဘဝမှာတော့ကတော့ကျွန်တော်တို့ကဒါဟိုပြောရမယ်ဆိုရင်ငှက်အကောင်ကြီးကြီးလာနိုင်တော့ကျွန်တော်တို့ရိုင်သွားမယ်အခြေအနေမျိုးပါဒါပေမဲ့အပင်ကြီးလာရဲ2021လို့မျိုး CDN တွေကိုတကယ်လာခဲ့ပါဆိုပြီးတော့မှထဲထဲဝင်ဖိတ်ခေါ်တဲ့အချိန်မျိုးမှာကြာမှာကျွန်တော်တို့ကထွက်ဖို့အတွက်ဟေးအခွင့်အလမ်းကြုံခဲ့တာဗောနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလောက်ပဲရှင်းပြခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့အဲတယောက်နဲ့တယောက်ပြောလို့ရှိရင် တချို့ဟာကြီးကြတော့အမြင်မတူလို့ရှိရင်အဲ မင်းကဒီလိုမျိုးယူဆနေရလားဟိုလိုဖြစ်တာဒီလိုဖြစ်တာလားဒီဖြစ်မှာဆိုလို့ပေါ့နော်အဲ့တော့ကျွန်တော်ထူးခြားသတင်းလေးတွေအပိုင်းကိုကျွန်တော်ဆက်ပြီးတော့တွားကျင်တယ်ပေါ့နော်ဗီဒီယိုဖိုင်လေးတစ်ခုတွေ့တယ်ဘာတွေ့လဲဆိုတော့ကျွန်တော်တို့မိုးကုတ်ကပြည်သူလူထုတွေကစစ်တပ်ဝင်လာမှာလုံးဝလက်မခံပါဘူးဆိုပြီးတော့မှမဟုတ်လဲဆိုတော့ကျွန်တော်2021ကအတိုင်းပဲတမုံတီးကြတယ်တမုံတီးပြီးတော့မှဆိုလိုရင်းကတော့သူကဗာလဲဆိုတော့ တီအန်အန်နေလုံးဝမဆုတ်ခွာပါနဲ့ပီဒီအက်တွေလုံးဝမဆုတ်ခွာပါနဲ့ငါတို့စစ်တပ်အုပ်ချုပ်မှုအောက်မှာမနေခြင်းဘူးဆိုရဲရပါဘူးအဲကျွန်တော်တော်လန်ပြည်သူတော်လန်ပြည်သူလို့ကျွန်တော်တခါလေးပြောတဲ့အချိန်မှာဘောမရီကကျွန်တော်ဝင်ဝင်လောင်းတယ်မင်းတို့ထောက်ခံတယ်ဘယ်ပြည်သူရှိလဲဘယ်ပြည်သူရှိလဲတက်တဲ့တာရကကြီးထွက်လာတယ်အဒီနေ့မိုးကုန်းမှာလဲလုံးဝစစ်တပ်ဝင်လာဖို့လက်မခံဘူးဆိုပြီးတော့မှကျွန်တော်တို့အဲတန်မုံတီးပြီးတော့မှကျွန်တော်နှင်ထုတ်နေကြတဲ့ဗီဒီယိုဖိုင်လဲ ွားတွေးရတယ်ပေါ့နော်တွေးတဲ့အခါကျတော့ငါတို့မှာတော်လှန်ပြည်သူဘယ်လောက်ထိရှိလဲဆိုတဲ့ဟာကျွန်တော်မရင်မတွက်နိုင်အောင်ရှိရလို့တော့ကျွန်တော်တို့ပြောရမှာပေါ့နော်နိုင်ငံသားမှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံသားမှရောက်သမျှမြန်မာတွေတဲမှာကျွန်တော်တို့ကိုထောက်ခံတာ90ရာခိုင်နှုန်းရှိတယ်10ရောက်လောက်ပဲဒလန်ရှိတယ်10ရောက်လောက်ပဲစစ်တပ်ကိုပြန်ပြီးတော့မှထောက်ခံတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ကျွန်တော်90%ကျွန်တော်တို့အတွက်ထောက်ခံတဲ့လူရှိတယ်လို့ပြည်တွင်းထဲမှာလည်းကျွန်တော်တို့တိတ်တခိုးထောက်ခံတဲ့လူတွေ ရှိတယ်ဆိုတဲ့ဟာကိုဒီ video file ကိုကြည့်ချင်းအပြင်တွားပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါ DNA တွေကဘကြိုးတာဖုံးကျော်ပြောတဲ့ဇာခားထဲမှာလည်းသူ post တွေထဲမှာလည်းပါခဲ့တယ်သူတို့အားမွေးခြင်းသာဖြစ်တယ်ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ရှစ်တက်က DNA တွေဆိုရင်ဘလို့အတိလဲကျွန်တော်အဲ့မှာပြန်စဉ်းစားကြမှာပေါ့နော်ဘသူအတိလဲဘကြိုးတာဖုံးကျော်အတိပဲပြီးရင်သူတို့ရဲ့ပြောရေးဆိုခွင့်ရှိရဲ့ဒါမတ်လွေရည်ဦးပေါ့နော်လွေရည်ဦးအတိပဲဂျန်နဲ့တချို့ ထင်ထင်ရှားရှားခေါင်းဆောင်တွေတိမယ် TNN ရဲဘော်တယောက်ချင်းရဲ့မျက်နှာတွေကိုစစ်တပ်ကတိလာလုံးဝမသိဘူးအဲ့တော့ TNN ရဲဘော်တယောက်ဟာမိုးကုတ်ကနေဆုတ်ခါတော့ပါပြီပြောပြီးတော့မှမန်လီ PDF ဗတ်ဒစိတ်လေးနဲ့ကြံခဲ့ရင်ရောစစ်တပ်ကတိမလားဒါကျွန်တော်ကျွန်တော်စဉ်းစားချက်ကိုပြောတာနော်အဲ့လိုလုံးမယ်လို့ပြောတာမဟုတ်ဘူး TNN မှာတချို့အရာတွေမှာနောက်ွယ်မှာကျွန်တော်တို့တော်လိုင်းအတွက်ပြန်ပြီးတော့မှ ပူပေါင်းပါဝင်ပြီးတော့မှအားရှိစရာအလုပ်တွေပြန်လုပ်ပေးနေတဲ့အပိုင်းတွေတောက်လျှောက်ရှိနေသေးတယ်ဆိုတာကိုကျွန်တော်တို့ကလက်ခံရမယ်။ယုံလဲယုံကြည်ရမယ်။ဘာကြောင့်လဲကျွန်တော်ပြောပြတဲ့အချက်တစ်ချက်နဲ့လူလေးတယောက်ပဲထားအဲ့လိုဟုတ်ပြီလူတွေကုန်သွားမယ်ဗျာ။ DNA နဲ့လူတွေကုန်ဆုတ်သွားမယ်။တနက်နေ့ထားခဲ့ပြီးပြီးတော့မှအခုမုံမိုက်ခဲတို့မိုးကုန်းမှာသွားပြီးတော့မှပူပေါင်းနေတယ်မိုင်းလေး PDF ရှိတယ်မိုးကုန်း view ရှိတယ်။တနက်နေ့ကုန်ထားခဲ့ပြီးရင်ဩ အဲသူတို့ရဲ့ကျွန်တော် positive view နဲ့ကျွန်တော်တို့ပြန်ကြည့်ကြအောင်ပေါ့နော် TNN တွေကဒါကြောင့်လဲဗရုတ်တာဖုံးကျော်ကပြည်သူတွေပေါ်မှာသူတာဝန်မမဲ့ပါဘူးဆိုတော့ပုံစံမျိုးသူကအဲသူ့ရဲ့လူမှုကွန်ရက်ကနေပြီးတော့မှအဲသူ့ရဲ့ Facebook account ကနေသူကိုယ်တိုင်ရေးသားခဲ့တာဖြစ်တယ်ပေါ့နော်အဲဒီဟာကလည်းကျွန်တော်တို့အတွက်မျော်လင့်ချက်တစ်ခုဖြစ်တယ်လို့ကျွန်တော် YouTube မှာလည်း comment တွေတွေ့ပါတယ်တော့ပါပြီကွာ TNN တွေကတော့ဒီလိုမျိုးတွေလောက်ကုန်ညပါပြီကွာလုံးဝ မယုံပါဘူးတသက်လုံးမယုံဘူးဆိုတာတဲ့စာလို့ရှိရင်ကျွန်တော်တို့ကတော်လန်ရေးမှာ1%ပါတဲ့လူတယောက်ကိုလည်းကျွန်တော်တို့ကဆွဲခေါ်ရမယ်2%ပါတဲ့လူတယောက်ကိုလည်းဆွဲခေါ်ရမယ်3% 4%ဒီလိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကမင်းပဏရာကိုင်းနှုံးပဲပါပါမင်းမပိုင်လည်းရတယ်ဒါပေမဲ့မင်းပိုင်ပိုကောင်းတာပေါ့ဆိုတော့စိတ်ကိုအမြဲတမ်းကျွန်တော်မွေးကြပါစိုးလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒါဈေးဥပေါက် ဂျိုင်နိုကိုဘရာပေါ့နော်ဇီဝောက်ဂျိုင်နိုကိုဘရာကကျွန်တော်ဖြူဘက်မှာကျွန်တော်တော်လိုင်းတက်ဖွဲ့တွေရဲ့ပြစ်ချခြင်းကိုခံလိုက်ရပါပြီပြစ်ချအချိန်မှာကျွန်တော်သူကလီရင်နဲ့လုံးဝမတူတဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ကျွန်တော်တို့အဲအီဂျက်လုလို့မရဘူးပေါ့နော်အဲရုတ်တရက်သူတို့ဒါလီရင်ပြတ်ကြတော့မှဆိုရင်အီဂျက်လုလိုက်တာနဲ့ကျွန်တော်အပေါ်ကအမိုးဖုံးပွင့်ပြီးတော့မှထိုင်ကုန်တဲ့လေထီးနဲ့အတူတူပိုက်လောက်ကနေပြီးတော့ထွက်သွားပြီးတော့မှဒါတော့ ခိုင်တန်းမှုအဲ့လိုထွက်သွားတာတော့ခိုင်တန်းမှုထပ်ပြီးဖမ်းမိသေးတယ်နော်လေရင်ပြက်ကြသလိုခိုင်တန်းမှုပါထပ်ပြီးတော့မှရတဲ့ကရဏီဖြစ်စဉ်ကျွန်တော်တို့ကဖြစ်ခဲ့ပြီးသားပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ဒါဂျိုင်းဒိုကော်ပရာနဲ့လာပြီးတော့မှပြည်သူကိုရုံးမှအဲ့လကတော်တော်ဆိုးတယ်ဗျတိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးအဲ့နေရာမှာလဲခြေတက်ကိုပုံကန်ပြီးတော့မှလိုက်ပြီးတော့ကျိတ်နေတဲ့လူတွေအခြေပြုနေတဲ့နေရာလဲမဟုတ်ဘူးတမင်းကပလင်း လာပြီးတော့မှကျဲတဲ့နေရာလာပြီးကျဲတဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့ရဲ့တွေ့သွားတော့ကျွန်တော်ပြစ်ချလိုက်တယ်ပြစ်ချလိုက်တဲ့ခါကျတော့ဒါဂျိုင်းတူကောဘရာတစည်းနဲ့ခေါင်းနှကွေးပေါ့နော်ခေါင်းနှကွေးခွေးနှကောင်ကတော့ကျွန်တော်တို့ဒါမြေပြင်ကိုဆင်းသွားပြီးတော့မှဒီချိန်လောက်ဆိုလို့ရှိရင်တော့ဒါမီးကင် ဖြစ်သွားတဲ့အနေအထားမျိုးတီရောက်သွားတယ်ပေါ့နော်ဒါဂျိုင်းတူကောဘရာကျွန်တော်ပထမဆုံးပြစ်ချလိုက်ချင်းလို့တော့ကျွန်တော်တို့ဒါယူဆလို့ရတဲ့အရာမျိုးပေါ့နော်အဲ့တော့ ဂျိုင်းနိုကိုဘရာပြစ်ချခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကဂျိုင်းနိုကိုဘရာဘလောက်အမြင့်ထိပြန်တန်းနိုင်လဲပြီးလို့ရှိရင်ဘလို့လက်နဲ့တွေနဲ့ပြစ်ချနိုင်လဲဆိုတဲ့ဟာကိုကျွန်တော်နဲ့ဆရာကြီးနေဝင်အောင်နဲ့ပြောထားတဲ့ကျွန်တော်ရဲ့ဒီ channel မှာပဲတင်ထားတဲ့ video file ထဲမှာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ online တက်ဖွဲ့တွေကိုလည်းကျွန်တော်တို့တိတ်တဆိတ်ကျွန်တော်တို့ကကျွန်တော်တို့ live ပြီးတော့မှ sharing လုပ်ထားတာကြီးလည်းရှိတယ်ပေါ့နော်အဲ့တော့ဂျိုင်းနိုကိုဘရာပရမသုံးပြစ်ချပြစ်ချနိုင်တဲ့အတွက်လည်းဒါကျွန်တော်တို့အနေနဲ့ဒါဟိုဝန်တာတရားတရင်တစ်ခုပေါ့နော်နောက်တစ်ခုက ။ဘာလဲဆိုကျွန်တော်မန္တလေးမှာအဲတတင်းတွေးလိုက်တာကျွန်တော်လမ်း3083ဒေါင်နာမှာလို့တော့သိရတယ်ဗောနော်။သူကစစ်တပ်ကဘာလုပ်လဲဆိုတော့လူငယ်တွေမန္တလေးဆိုတာကရန်ကုန်နဲ့လုံးဝမတူတဲ့အချက်ကဘာလဲဆိုတော့မန္တလေးမှာအဲကျွန်တော်ဆိုင်ကယ်ဖိုင်ကာတွေဗောနော်ဖိုင်ကာတွေတကယ်ဖိုင်ကာတွေကြည့်ပြင်းရနေရဖြစ်တယ်ပြီးတော့စူဝေးပြီးတော့မှညာဘက်ဆိုလို့ရှိရင်လမ်းပေါ်မှာညာ7နာရီ7နာရီ အထိလမ်းပေါ်မှာစတန်နေပြကြတာတို့လူချင်းတဲ့အချိန်ကြမှာပေါ့နော်အဲစတန်နေပြကြတာတို့တယောက်နဲ့တယောက်ဟိုဘက်မီတာတစ်ထောင်ပဲဖြစ်ဖြစ်မီတာနှစ်ထောင်ပဲဖြစ်ဖြစ်ပြိုင်မောင်းကြတာတို့ဘာလို့အဲ့လိုမျိုးအလှပြတာတို့ပြီးရင်ကျွန်တော်တို့ဘယ်လို drift ဆွဲတာတို့ဘာလို့အဲ့လိုမျိုးတွေလုတ်တဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့လူငယ်တွေအဲ့လိုမျိုးလွလွလပ်လပ်လုံနေတဲ့အချိန်မှာစစ်တပ်ကဘာလို့လဲရှောင်းတခင်ဂိတ်ချတယ်ဂိတ်ချပြီးတော့မှဆိုင်ငယ်စည်းလာတဲ့လူငယ်တွေကိုကျွန်တော်တို့ဖမ်းဆီးပြီးတော့မှပေါ်တာဆွဲတယ်ပေါ့နော်စစ်တပ်ထဲကိုထည့်တယ် အဲ့ဒီအချိန်မှာအဲ့ဒီလူငယ်နှစ်ယောက်ကလုံးဝစစ်တပ်ကဖမ်းဆီးတော့မခံမဲနဲ့ကျွန်တော်တို့အတင်းမောင်းပြေးတာဗောနော်မောင်းပြေးတဲ့အချိန်မှာစစ်တပ်ကနောက်ကဆိုင်ကယ်ရီရောကားတွေရောနဲ့ဝိုင်းပြီးတော့မှလိုက်ကြတယ်လိုက်တဲ့အချိန်မှာဟိုကပြေးနေကျွန်တော်ပြေးပြီဆိုမှတော့နောက်ကိုလှည့်ကြည့်လိုက်ငါ့ကိုမှီမလားမှီမလားဆိုပြီးလှည့်ကြည့်ရင်းနဲ့မောင်းတော့အချိမောင်းမဲ့ဟာကိုတတိမထားမိပါနဲ့ကျွန်တော်ရက်ထားတဲ့ကားတစ်စီးကိုလမ်း383 အဲဒေါင်းနာမှာတွားပြီးတော့မှရက်ထားတဲ့ကာဒစီကိုတတ်တိုင်းမိတယ်ပေါ့နော်တိုင်းမိသွားတဲ့အချိန်မှာဒဏ်ရာရပြီးတော့မှအဲစစ်တပ်ကဖမ်းဆီးမိသွားတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်မိအေး ဖြစ်သွားတာပေါ့နှစ်ခါနာဖြစ်တယ်ဒဏ်ရာနေပြန်ခေါင်းလိုက်ရင်လည်းအဲကျွန်တော်တို့အဲတက်ဆိုင်ရာကသူတို့အေးအေးယူခြင်းလို့ပါတော့ဒါမှမဟုတ်လို့ရှိရင်လည်းအဲကောင်းရင်စစ်တပ်ထဲကိုထည့်ခြင်းလို့ပါတော့ခံရမယ့်အနေအထားမျိုးတွားပြီးတော့မှမြင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကစစ်မှုတန်းကိုရှောင်ကြပါစစ်မှုတန်းဘာကြောင့်ရှောင်ခိုင်းလဲ ဟာကျွန်တော်တို့စင်မူတန်းရှောင်းရင်တော်လိုင်းကြီးရဲ့လာမှာလားတော်လိုင်းကြီးရဲ့လာပြီးတော့ကျွန်တော်တို့ကဒီကတော်လိုင်းကြီးရဲဘော်တွေနဲ့အတူတူပြည့်ရခတ်ရမှာလားကျွန်တော်တို့ကတေးပြရမှာလားမဟုတ်ပါဘူးရှောင်းကြပါရှောင်းလို့ရတဲ့နီလန်းတွေကျွန်တော်တို့အမြဲတမ်းပြောပြပါတယ်နီးစက်ရတော်လိုင်းတက်ဖို့ရင်လည်းချိတ်ဆက်ပါချိတ်ဆက်ပြီးတော့ကျွန်တော်ဘလို့ထွက်လာခြင်းပါတယ်သွားလိုက်ပါပြီးလို့ရှိရင်တို့စီရောက်တဲ့အခါမှာကျွန်တော်ကတော့မလုပ်ချင်နဲ့ကျွန်တော်ရီမန့်ရက်ကတော့ဒီလိုရှိပါတယ်ကာမောင်းနိုင်တော်လိုင်းကိုကာမောင်းပြီးကူညီလို့ရတယ် ကားပြင်းနိုင်ကားပြင်းပြီးကူညီလို့ရတယ်။ထမင်းချက်တိုင်းထမင်းချက်ပြီးကူညီလို့ရတယ်။ထင်းခုတ်တိုင်းထင်းခုတ်ပြီးကူညီလို့ရတယ်။နော်ဘာမှမတန်းတော့မှပဲအများကြီးလှုပ်လို့ရရေခတ်ထင်းခွေရေခတ်တော့လူတိုင်းလှုပ်တတ်တဲ့အရာတွေပေါ့နော်။အဒီအရာတွေလှုပ်ပြီးတော့မှကူညီလို့ရလို့အဒီလိုမျိုးတော့မဟုတ်ဘူးကျွန်တော်ကဒီရက်နေ့တဆင့်ကျွန်တော်ဘယ်နေရာလေးတော့ပို့ပေးပါဆက်ပြီးတော့မှကျွန်တော်ဘယ်ကိုသွားကျင်ပါလဲဈေးစကအကုန်ခံပြီးတော့တော့ online တက်ဖွဲ့ရပို့ပေးမှာတော့မဟုတ်ဘူး ဒါမဲ့ပါလေလမ်းညုံရှိရင်အဲ့ခါကျရင်မင်းလိုက်သွားငါးရောက်တဲ့ခါကျရင်ကျွန်တော်ဘာဆက်လုပ်ချင်တယ်ဆိုတဲ့ဟာတွေကိုချိတ်ဆက်ပြီးတော့အဓိကကစစ်ဖနက်အောက်ကိုမရောက်အောင်လို့ကျွန်တော်နီလန်းအတွက်တွင်နဲ့ဒါထွက်လာလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်လည်းရှားတွေလည်းပြားနေပါပြီအသမားကြီးလည်းတက်နေပါပြီတောက်လျှောက်ချင်းပြခဲ့ရတယ်ဗောနော်အဲ့တော့အ мян ဆုံးရောက်အောင်ရှောင်စီခြင်းနဲ့အခုမန္တလေးကညီငယ်လေးတွေလို့မဖြစ်စေခြင်းဘူးဗောနော်အဲ့သူကအခုနှစ်နှစ်ကနေ၅နှစ်ကို တတန်တို့ဖို့ကြိုးစားနေပြီကျွန်တော်ပြောတယ်ပါစာကိုအခုဒါကျွန်တော်2026 April ဆိုလို့ရှိရင်ပတ်စင်တက်ကနှစ်နှစ်ပြည့်တော့အဲ့နှစ်နှစ်ပြည့်တဲ့အချိန်မှာထွက်ခွင့်ပေးမလားဆိုတော့ကျွန်တော်သုံးသက်ပြရယ်အိမ်တိမ်မှာလူ3ယောက်ရှိရယ်တယောက်ဝင်လာမယ်တယောက်ကထွက်သွားမယ်ဆိုလို့ရှိရင် तू ကအဲ့2026 April ရဲ့နောက်ပိုင်းဆိုလို့ရှိရင် तू ကတောက်လျှောက်ကအဲ့လိုသွားတော့မှာနှစ်နှစ်ပြည့်တဲ့ပတ်စင်တက်ကဒီလထွက် နောက်တစ်ပတ်စင်ဒီလာ9000စုအဲ့တော့9000ထွက်9000စု ਨੇ သူ့မှာအင်အားကမူရင်းတိုင်းပဲပုံတွေတိုင်းပဲဖြစ်သွားမှာအဲ့ဒီဟာကိုမင်းအောင်လည်းလုံးဝလက်ခံမှာမဟုတ်ဘူးပေါ့နော်လက်ခံမှာမဟုတ်တဲ့အတွက် तू ကရှေ့ကလူကိုတတ်နိုင်တဲ့မြတ်ဆွဲထားမှာဒါမှသာလင် तू အင်အားများပဲပေါ့နော်နောက်တန်းဌာနကျရင်ကျွန်တော်တို့အခုစာကဆာရဲ့အဲကျွန်တော်စာကဆာပဲပြောပြောစာကမပဲပြောပေါ့နော်စာကမစာကဆာရဲ့အဓိကအင်အားကကျွန်တော်တို့80ရာခိုင်နှုန်းက ပါစတွေဖြစ်နေပါပြီအဲ့တော့ပါစလူငယ်တွေကကျွန်တော်တော်လှန်ရေးလူငယ်တွေနဲ့ကျွန်တော်တခါပြောခဲ့ဘူးလို့ကျွန်တော်တက္ကသိုလ်ကျောင်းကကန်တီးဆိုင်တွေမှာတွေ့ရမယ့်အချိန်တွေလမ်းပေးကကောင်မလေးအဆောင်တွေမှာသွားပြီးတော့ဂီတာတီးတဲ့အချိန်မှာလူငယ်ချင်းတွေကဒီလိုမျိုးတွေ့ရမယ့်အချိန်တွေမှာဘာကြောင့်စစ်မြေပြင်မှာတွေ့အောင်လုပ်မှလဲမိဘအနေနဲ့လည်းစဉ်းစားနေတယ်ဦးလေးတွေအတော်ရင်းနဲ့လည်းစဉ်းစားနေတယ်ငါတူငါသားကို ချင်းမြေပြင်မှာတော်လန်လူငယ်တွေနဲ့အတူတူနေဦးနေတတ်၅ဦး၅တက်ဆိုတဲ့ဟာမျိုးကို တွစ်ဆုံခိုင်းမလားသို့မဟုတ်ရင်မချင်းတူသွားပြည်သူရင်ဝင်ခိုလွင်းနဲ့တွစ်ဆုံခိုင်းမလားဆိုတာကိုပြည်သူတွေအနေနဲ့တကယ်ထဲထဲဝင်ဝင်စဉ်းစားနေပါလေလူငယ်အနေနဲ့လဲကြွယ်ကိဂိမ်းပေါင်း900ဆော့နိုင်ပါလိမ့်လို့နိုင်ည12နိုင်တနိုင်မှာ KP လေး1000လောက်ချီပါအောင်2000လောက်ချီပါအောင်လို့လုံနေမဲ့အစားပေါ့နော်တကယ် တော်လိုင်းရဲ့သတင်းတွေကိုကြည့်ပြီးတော့မှဘလို့လုတ်တင်လဲဆိုတဲ့ဟာတွေကိုဆုံးဖြတ်စေချင်ပါတယ်လို့ပြောကြရင်လည်းကျွန်တော်ဒီနေ့သတင်းတင်ဆက်မှုလေးကိုတော့ကျွန်တော်နေမြေအခြေအနေအရာကိုအဲကျွန်တော်လန်ခီသွားတဲ့အပေါ်မူတည်ပြီးတော့မှကျွန်တော်အများကြီးမတင်ဆက်တော့ဘဲနဲ့ကျွန်တော်တချို့အကြောင်းအရာအရေးကြီးအကြောင်းအရာလေးတွေကိုပဲကျွန်တော်ပိုင်းပြီးတော့တင်ဆက်ပေးတာလဲနားလဲခွင့်လွှတ်ပေးပါလို့ပြောကြရင်လည်းဒါကျွန်တော်ရဲ့ပြောကြားမှုလေးကိုဒီမှာပဲညီကုန်းချုပ်ပါရဗျအားလုံးပဲကျေးဇူးတင်ပါတယ်